ကလေးတဦး၏ကြီးထွားမှုဆိုသည်မှာအချိန်ကာလတစ်ခုအတွင်းကလေး၏ခန္ဓာကိုယ်အရွယ်စားကြည်လာခြင်းကိုခေါ်ပါတယ်။ကြီးထွားမှုသည်ဗီဇမိဘမျိုးရိုးအဟာရယောဂအခြေအနေတို့ပေါ်တွင်မူတည်ပါတယ်။ကလေးတဦး၏ကြီးထွားမှုကို တိုင်းတရာမှာကိုယ်လေးချိန်အရက်အမြင့်ဦးကောင်းလုံးပတ်သုံးမျိုးလုံးကိုပုံမှန်တိုင်းတခြင်းဖြင့်ကြီးထွားမှုရှိမရှိကိုအကဲဖြတ်နိုင်တယ်။တကူအလေးချိန်တိုင်းတခြင်း လွယ်ကူပြီးတိကျမှုရှိတဲ့အတွက်ကြောင့်အသုံးများသောအတိုင်းအတာတစ်ခုဖြစ်တယ်။ကလေးအားကိုယ်လေးချိန်မတိုင်းမီတွင် စကေးသည်သူများအမှတ်မှာဖြစ်နေရမယ်။ကလေးငယ်များအားပေါင်ချိန်ဆက်ပေါ်တွင်ပက်လက်လန့်၍ကလေးငိန်သွားသည့်အထိစောင့်ပြီးကိုယ်လေးချိန်ကိုတိုင်းရမယ်။အင်ဂျီနှင့်သေးခန့်ချုပ်ပြီးတိုင်းနိုင်ရမယ်။ကလေးကြီးများတွင် မတက်ရက်ပြီးကိုယ်လေးချိန်တိုင်းနာပါ။အတက်ရွယ်လိုက်ပြီးရှိတဲ့ကိုယ်လေးချိန်ကိုဇရားမှရေးဆွဲမှတ်သားထားပါ။ ငွေကင်းစမှအသက်တစ်နှစ်ကိုလစဉ်စစ်ဆေးတင်တဲ့အသက်နှစ်နှစ်အထိနှစ်လတစ်ကြိမ်အသက်၅နှစ်အထိ၆လတစ်ကြိမ်တိုင်းလာတင်တယ်။နှစ်အရက်အမြင့်တိုင်းလာခြင်းကလေးကြီးများတွင် အလွန်သုံးဝင်သောခန္ဓာကိုယ်အရွယ်စားတိုင်းလာမှုဖြစ်ပါတယ်။အရက်ကိုတိုင်းတရာတွင်ကလေးကို မတက်ရက်ပြီးတိုင်းလာပါ။ငွေကင်းစကလေးများတွင်ပက်လက်လှန်ပြီးတိုင်းလာပါတယ်။ ကလေးကြောကိုနေရန်တွင်ကတ်ထားပြီးခြေဖနောက်နှစ်ဖက်တည်ကျန်းပြင်နဲ့ထိထားပြီးရှစ်တက်တဲ့ကိုကြည်ကလက်နှစ်ဖက်ကိုဘေးဘက်မှာကတ်ပြီးတက်နိုင်သမျှအရက်ရှိအောင်ဆန့်ထားပါအသက်ရွယ်လိုက်ပြီးရှိတဲ့နဲ့အရက်အမြင့်ကိုဇရားမှာရေးဆွဲမှတ်သားထားပါအသက်၅နှစ်အထိ6လတကြိမ်တိုင်းလာတင်တယ်သုံးဦးကောင်းလုံးပတ်တိုင်းလာခြင်းကလေးငယ်များတွင်အတုံးဝင်သောတိုင်းလာမှုတစ်ခုဖြစ်ပြီးအုံနောက်ဖွံ့ဖြိုးမှုနှင့်အဓိကသက်ဆိုင်ပါသည် ပေကျိုးဖြင့်ဦးကောင်း၏အကျယ်ဆုံးနေရာကိုတိုင်းတားရသည်အရှိတ်တွင်မြခုံးများအပေါ်မှအနောက်ဘက်တွင်နောက်ဆက်အကျယ်ဆုံးနေရာထိအသက်ရွယ်လိုက်ပြီးရှိသင့်တဲ့ဦးကောင်းလုံးဘက်ကိုဇရားမှရေးဆွဲမှတ်သားထားပါကြီးထွားမှုမှတ်တမ်းတင်ခြင်းကလေးရဲ့ကိုယ်လေးချိန်အရက်အမြင့်နဲ့ဦးကောင်းလုံးဘက်တို့ကိုပုံမှန်တိုင်းတားပြီးမှတ်သားထားနိုင်ရန်အကောင်းဆုံးပါကြီးထွားနှုံနှိကွေခြင်းသို့မဟုတ်ညှလွန်းခြင်းစောစောသိနိုင်ပါတယ်ကိုယ်လေးချိန်အလွန်များလာခြင်း ဥပမာကျမ်းမာရေးနဲ့မညီညွတ်သောအစားအစာများစားခြင်းကိုလက်လှူရှာမှုနည်းခြင်းအချို့သောမျိုးရိုးဗီဇာယောဂါကိုလေးချိန်နည်းနေခြင်းဥပမာ အာဟာရလုံလောက်စွာမရရှိခြင်းယောဂါပိုးဝင်ခြင်းတီဘီယောဂါဝမ်းပြက်ဝမ်းလျှော်ယောဂါနာတာရှည်ယောဂါများဖြစ်ခြင်းကင်ဆာယောဂါမွေးရပါနှလုံးယောဂါအရက်ပူခြင်းဥပမာ မျိုးရိုးလိုက်ခြင်းအာဟာရလုံလောက်စွာမရရှိခြင်းအချို့သောမျိုးရိုးဗီဇာယောဂါများဟော်မုန်းတက်ချို့တက်ခြင်း အရက်အလွန်ရှိခြင်းဥပမာ မျိုးရိုးလိုက်ခြင်းအချို့သောမျိုးရိုးပြီးဇယောဂါများဟော်မုန်းတက်များခြင်းဥကောင်းကြီးခြင်းဥပမာမျိုးရိုးလိုက်ခြင်းဥကောင်းတွင်အည်များစုလာခြင်းအုံနောက်တွင်အကျိတ်ဖြစ်ခြင်းဥကောင်းသေးခြင်းဥပမာအဟာရလုံလောက်စွာမရရှိခြင်းမွေးရပါအုံနောက်ဖွဲ့စည်းပုံပုံမမှန်မှုများကိုဝင်ရှိစဉ်ယောဂါပိုးဝင်ခြင်းအချို့သောမျိုးရိုးပြီးဇယောဂါ ကလေးတွေရဲ့ကြီးထွားမှုကိုစောင့်ကြည့်ခြင်းဟာကလေးများ၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွင်မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်